Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့တိုက်စစ်မှုဖြစ်တဲ့ Benjamin Shesko နဲ့ပတ်သက်ပြီးတော့တောက်လျှောက်ဆိုသူတို့တန်တရားတန်နေဝေဖန်တယ်နေသူတို့သူဘက်က journalist တွေမှာဆိုလို့ရှိရင်ရီးလာတားလာကြပြီပေါ့နော်။ Rasmus Hojlund တို့ကဘလူးဘလူးเนาะလက်ရှိ Benjamin Shesko ကတော့ဘလူးဘလူးဟေးဆိုတဲ့သဘောမျိုးပြောချင်တာကတော့ဟိုသူတို့ Northern Forest ကိုအနိုင်မရမရခဲ့တဲ့ပွဲပြီးမှာ ဟိုဘယ်လိုပြောမလဲ Rasmus လိုပဲပေါ့နော်ဘင်ဂျမင်ရှေကူကလည်းတိုင်ပတ်လာပြီဆိုတော့အပြာမှုတွေကျွန်တော်ပြောလာတယ်အဲ့တော့ခုလိုလိုတင်မှာ Rasmus ကနာပိုလီမှာခြေသွင်းနေပြဂိုးတွေသွင်းနေပြီးတော့ကိုကောင်ကမသွင်းနိုင်ဘူးဆိုတော့ခါကြတော့ပေါ့နော်ကျွန်တော်တို့ကပဲ Rasmus Whiteland ကိုဆက်ထားခဲ့တင်တာလို့လို့ဘင်ဂျမင်ရှေကူကပဲ Whiteland လောက်မကောင်းတာလို့လို့သူသဖြင့်ကျွန်တော်အနေနဲ့ပေါ့နော် Nottingham Forest နဲ့ပွဲအနိုင်မရခဲ့တော့တချို့ first stage မှာကောင်းကဲလို့တိုင်ပတ်ခဲ့တဲ့အလုံးကြီးအောင်ရှက်ကိုကိုပို့ပြီးတော့ဝေဖန်လာကြတာဆိုဒီညမှာကစားမရရဲ့ခြေသွန်းကောင်းရင်ခြေသွန်းဆူးခြင်းကိုဝေဖန်တာမဝေဖန်တာနဲ့ပတ်သက်လို့ပြဿနာမရှိဘူးပေါ့မရှိဘူးဆိုတာဒါကစားမရီဆိုတာကတော့မင်းဘလူကောင်းမဲဖြစ်ဖြစ်ပြဝေဖန်ခံရမှာပဲတိလားနော်အချင်းဒီမကောင်းဘူးနော်တပွဲလောက်လုံးမပြနိုင်ဘူးဆိုလို့ရှိရင်လုံးမပြနိုင်တဲ့ပွဲကဝေဖန်ခံရမှာပဲဘာလို့လဲဆိုတော့ကျွန်တော်ပြည်သက်တွေကတကယ်ကောင်းရင်လည်းခြေကျူးကြတယ်တကယ်ဆိုးရတယ်ဆိုရင်လည်းဝေဖန်ကြတယ်ပေါ့နော်ဒါပေမဲ့လို့ပေါ့နော် Resmal Highland နဲ့တွားပြီးတော့ကျွန်တော်တို့ဘောနော်ရှင်လိုက်တာတို့ဟုတ်လားနော် Highland ကိုပဲဆက်ထားခဲ့တင်တာတို့ Brown တွေပြောတာကကျွန်တော်ကလက်မကန်စရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလက်ရှိ Shechko ကို Resmal နဲ့စပြီးတော့နိုင်မှုဆိုရင်ငါတို့ Resmal Stone ကောဘယ်လောက်ထိအဆင်ပြေခဲ့တယ်လဲပေါ့ဒီနေရာမှာကျွန်တော်ကစားမားတွေဘူးညံ့တာမညံ့တာကောင်းတာမကောင်းတာကျွန်တော်မပြောသေးနီးပြရဲ့ setup တွေကိုကျွန်တော်မပြောသေးဘူးနော်ကစားမားတွေကြုံခဲ့ရတဲ့အခြေအနေကိုကျွန်တော်ပြောတာ အဲကျွန်တော်တို့ဒီ Northern Forest နဲ့ပွဲမတိုင်ခင်တော့ကနောက်ဆုံးပရီးမီးယားလီ၃ပွဲမှာ Sheffield က၃ဂိုးပါဝင်ပတ်သက်မှုရှိထားတယ်။အခုလက်ရှိကျွန်တော်အနေနဲ့ပေါ့နော် Rasmus Hojlund က Napoli မှာခြေသွင်းပြနေတယ်။ဒါပေမဲ့ကိုယ်အသင်းမှာတော့ကတော်တော်တိုင်ပတ်ခဲ့တာ။အဆင်မပြေခဲ့တာ။ Twin ဂိုးတွေပါလိကျွန်တော်မရခဲ့တာ။အကြောင်းရင်းတွေရှိတယ်။နံပါတ်1အကြောင်းရင်းကနီးပြဟာတိုက်စစ်ကစားမဖြစ်သူအတွက်တိုက်စစ်မှုတယောက်လို့ကျွန်တော်တို့မသုံးလို့ပဲ။နော်မသုံးလို့ပဲ။ပြီးလို့ရှိရင်တိုက်စစ်မှုကိုဂိုးရဖို့အတွက်ဥတည်ပြီးတော့မကစားလို့ပဲ။ နံပါတ်2ကကျွန်တော်တို့မှာ chance creation နဲ့ပတ်သက်လို့ရှိရင်တိုက်စစ်မှုကိုဥတည်ပြီးတော့ကျွန်တော်တို့ကလုံးဝဖန်တီးမှုတွေပါတယ်လုံလို့ရမယ့် system မျိုးကျွန်တော်မထားလို့ပဲအံပူမူရေးမင်းရလို့ရှိရင်တော့ကန်ပြရမှာကန်တရားရှိတာကန်နော်ဆွဲပြေးတရားရှိတာပွဲပြေးပေါ့နော်ကုညာရေးမင်းကန်တရားရှိတာကန် dribbling လုပ်ဆရာရှိတာလုပ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့သွားတာပြီးခဲ့တဲ့ယာတီကလည်းအဲ့လိုပဲဂါနာချိုရေးမင်းရမင်းဆွဲပြေးရရင်သွားနော် အာမက်မင်းမင်းဆွဲပြေးရရင်ချ နော် resume main လဲမြင့်မြင့်ဆွဲပြီးရရင်ချဆိုတဲ့ဒါမှတိုက်စစ်မှုကျတော့ကျွန်တော်တို့က winger style လို့သိတယ်မလားတွားပြီးတော့ပြုမှုလို့မရဘူးတိုက်စစ် exam မှာဒီအခွင့်အရေးဖန်တီးပေးရမယ်ရလာတဲ့အခွင့်အရေးကို तू က goal ဖြစ်ပြောင်းနေဖို့ကြိုးပမ်းရမယ်ဒါပဲဒါပေမဲ့ကျွန်တော်တို့ resume white land တို့ကအခွင့်အရေးတွေမဖန်တီးပေးနိုင်ခဲ့ဘူး white land ကိုတိုက်စစ်မှာ goal ရဖို့အတွက်ဥတည်ကစားတိုင်းမျိုးကျွန်တော်မတွေးခဲ့ရဘူးဘာဖြစ်လို့ဘာဖြစ်လဲဆိုတော့ white land ကတိုင်ပတ်ကောဒါပေမဲ့ခုလက်ရှိ तू ပြောင်းသွားတယ်တကယ်တကယ် kevin de bruyne တို့ဖန်တီးပေးမယ်ကစားမားတွေနော် ပြီးရင်တိုက်စုမှုကိုဥတည်ပြီးတော့ဗောနော်ဖန်တီးပေးမဲ့နာပိုလီကစားမတွေရှိတော့ဝိုင်လန်ကိုဒီတလုံးဖန်တီးပေးလိုက်တယ်မကိုဘူးနောက်တလုံးဖန်တီးပေးတယ်မကိုသေးဘူးနောက်ထပ်တလုံးဖန်တီးတယ်ကိုးတယ်ဒါမျိုးပြောချင်တာကသူများအသိနေရဲ့ဘက်ကတိုက်စစ်ကစားမတယောက်ကိုဥတည်ပြီးတော့နော် twin ကိုနဲ့ပတ်သက်လို့ရှိရင်အာကိုရလောက်မဲ့အချိန်မျိုးအထိကျွန်တော်ဖန်တီးမှုတွေလုပ်ပေးကြတယ် twin ကိုတွေ twin နိုင်ဖို့အတွက်ဖန်တီးပေးကြတယ်တိုက်စစ်ကိုဥတည်ပြီးတော့ကစားမဲ့ဟန်မျိုးကိုကျွန်တော်သာချင်းကက်ကြတယ် united မှာကအဲ့လိုမဟုတ်တယ်လို့ mo တွေမှာကလည်းအဲ့လိုမဟုတ်ဘူးအမ်မိုရီယာမန်ချက်စတာယူနိုက်တက်ကိုရောက်ပြီးကြတဲ့က တိုင်းစစ်နဲ့ပတ်သက်လို့ရှိရင် individual brilliance ကိုပဲသူကအမြဲတမ်းအားကိုးတာနော်အခုလက်ရှိဒီပွဲဒီရာဒီမှာဆိုလို့ရှင်တော်တော်နည်းနည်းအဆင်ပြေလာပြီတချို့အလုံးတွေဆိုလို့ရှင်ဖြတ်တင်ပေါ်တွေပြီးတယ်ခေါင်းတိုက်ပေါ်တွေကျွန်တော်ဂိုးသွင်းဖို့လုပ်တယ်ဒါမျိုးပေါ့ပြီးခဲ့တဲ့ Northern Forest နဲ့ပွဲမှာဟိုဟိုဖန်တီးပေးတဲ့လုံနှလုံးလောက်ထိကျွန်တော်တို့ရှိတယ် shake ကိုကိုဖန်တီးပေးကြတာဒါပေမဲ့မကိုးဘူးပြောကြရင်ကျွန်တော်တို့ကအဲ့ဒီနှလုံးဖန်တီးပေးတဲ့မကိုးဘူးကွာဒီကောင်ကိုပြောကြဆိုဟေးဆိုကြဆိုဟေးတိတယ်နောက်ပွဲငါတို့မဖန်တီးပေးကြဆိုဟေးဆိုတဲ့ပုံစံမျိုးလုပ်လို့မရဘူး တိုက်စစ်ကိုကျွန်တော်တို့ကဖန်တီးပြီးမှတိုက်စစ်မှုကဂိုးသွင်းနိုင်မယ်အခွင့်အရေးရမှာပြီးရင်ပြီးရင်ကျွန်တော်တို့ဘာလို့မက်ဒီစ်ကုညာတို့ဆိုလို့ရှိရင်ရှက်ကူတို့ကိုဖန်တီးပြီးတယ်ဆိုတာတအားရှာလုံးပါတယ်နော်ကုညာရှက်ကူမပြောနဲ့ဗျာကုညာဆိုဂျန်နဲ့ကစားမတွေကိုဖန်တီးပြီးတယ်ဆိုတာတအားရှာလုံးတယ်ကုညာဟာကိုတိုင်းကံမယ်ရတယ်ရတဲ့နေရာကနေကံမယ်ဆိုတော့ကစားမမျိုးဘရိုင်ယန်အမ်ဘူမူတို့ဘာလို့ကမှတကယ်တကယ်ကံချက်ကောင်းတဲ့နေရာဆိုကံတယ်ဖြတ်နေပေါ်ပေးတဲ့နေရာရှိတာပြီးတယ်လာသေးတယ်ကုညာကအဲ့လိုမဟုတ်ဘူးဆိုတော့အဲ့ဒီကစားမတွေရောယုံကံနေရတယ်ဆိုတာကလည်း ဒီကောင်အစဉ်ပြေလောက်မဲ့ချင်းကဲ့မှုမျိုးမလုပ်ဘူးဒီကောင်တိုက်စစ်ကိုညီငါတို့ကဥတည်ပြီးတော့မကစားဘူးဆိုရင်တိုင်ပတ်မှာပဲဘာလို့တိုက်စစ်ကစားမှာဖြစ်တဲ့ဟာလန်စီကနေပြီးတော့ကျွန်တော်ဒီမန်ချက်စတာစီးတီးကဂိုးတွေအများကြီးသွင်းနေရတယ်ဘာလို့လဲဆိုတော့ဟာလန်ကိုဥတည်ပြီးတော့ကစားကြလို့ပဲတိုက်စစ်မှာပြီးခဲ့တဲ့ပွဲမှာသူတို့တွေအဲဘုံမောက်ကိုသူတို့3-1နဲ့လာမသူတို့နိုင်တယ်3-1နဲ့နိုင်တယ်ဟာလန်2ဂိုးသွင်းတယ်ဟာလန်အဲ့ဒီပွဲမှာ chance ဘယ်နှချိန်ရခဲ့တယ်ကျွန်တော်ထင်တယ်အဲ၄ဂိုးလောက်ထိသွင်းနိုင်မဲ့အခွင့်အရေးတွေကျွန်တော်ရခဲ့တာ မဲ့ तू နှစ်ကိုသွင်းတယ်ပြောချင်တာကဒီကောင်နှစ်ကိုရတယ်ကွာဒီကောင်နှစ်ကိုဘာလဲဒီကောင်အချင်းအခွင့်ရေး၃ကရတယ်ကွာ၃ကိုဝင်ရမယ်ဒီကောင်အခွင့်ရေး၄ကရတယ်ကွာ၄ကိုဝင်ရမယ်ဆိုလို့ဆိုလိုတာမဟုတ်ဘူးအခွင့်ရေးဖန်တီးပေးမယ်နှစ်ကိုဖန်တီးနှစ်ကိုနှစ်ခါဖန်တီးတကိုးလို့ဝင်ရမယ်၃ကဖန်တီးတကိုးလို့ဝင်ရမယ်ဒါမျိုးဆိုတော့ဟိုဒီတစ်ခေါက်လွဲသွားလို့ကွာဒီဒီချင်းအခွင့်ရေးကိုအတော့မချနိုင်ဘူးလွဲသွားလို့ကွာဆိုပြီးတော့ထပ်မဖန်တီးပေးကြနဲ့ဟေ့ဆိုတဲ့ပုံစံမျိုးမလာဘူးသူတို့ရဲ့ဥတီချက်ဒီဟာလန်ကိုရှာဖို့ပဲဟာလန်ကိုရအောင်ရှာဟာလန်ကိုရအောင်ပေါ်လုံးပေး ဒါမျိုးကျွန်တော်တို့ကတော့ Sheshkou ကိုရအောင်ရှာ Sheshkou စီဘောလုံးပေးဆိုတာမရှိဘူး Sheshkou စီဘောလုံးပေးဆိုတာဘယ်အချိန်မှရှိလဲကျွန်တော် Lemons Canteen ရဲ့အချိန်မှပဲကျွန်တော်ရှိတယ်သိတယ်မလားဆိုတော့အဲ့လိုမျိုးဆိုတော့အဆင်မပြေဘူးတိုက်စစ်မှုတရားအတွက် United မှာအသားကြဖို့အဆင်ပြေဖို့เนาะအဆင်ပြေပြီးကျွန်တော် performance တင်ပြဖို့ကဒါကြောင့်ဒီ Northern Forest နဲ့ပွဲမှာ Sheshkou ဘက်ကအများကြီးလိုအပ်ချက်တွေရှိပါတယ်ဒါကျွန်တော်ညင်လို့မရဘူးတကယ်လည်းပဲကျွန်တော်မြင်ခဲ့ရလို့ပဲအခွင့်အရေးတွေဖန်တီးမှုတချို့ရှိခဲ့တယ်သူကူမသွေးနိုင်ခဲ့ဘူးဟာအိုက်ကောင်ကိုမင်းငါတို့ဖယ်လိုက်တော့ဟေ့လာမယ့် ဟိုနောက်စက်ပါနဲ့ပွဲမှာရှက်ကူကမထဲနဲ့မီဆန်မောင်းကိုထဲကွာကုညာကိုတိုက်စစ်ကိုထားဒါမှမဟုတ်ကျွန်တော် လုံးလို့မရဘူးဒီသိတယ်မလားဆိုတော့အခွင့်အရေးဖန်တီးမှုမှာလည်းဒရက်ဆက်ဖန်တီးပြနေမှုကျွန်တော်လူတယ်ဗျာလောတဲ့အခုဆိုလို့ရှိရင်သိတယ်မလားဟာဟိုဗာလဲဟိုဟူကောင်ကလုတ်ပြနေပြီနာပိုလီမှာเนาะဟိုဝှိုက်လန်ကပြောသားပဲယူနိုက်တက်မှာဆက်ထားတဲ့ငါတို့ကုညာကိုမလူခဲ့ပါဘူးဗာလဲဒီရှက်ကူကမလူခဲ့ပါဘူးဆိုတဲ့ပုံစံမျိုးကြီးပြောလာကြပြီရက်စမန်ရှိတုန်းကလည်းအဲ့လိုပဲပြောကြတာပဲအခုပြောင်းသွားပြီးတော့ဒီများအသင်းမှာကောင်းသွားမှာဒါမျိုးကြီးကျွန်တော်ပေါ်လာကြတာအဓိကကကိုအသင်းက တိုက်စစ်ကစားမတယောက်ကိုအံဝင်ခွင့်ကြပြည့်အဆင်ပြေခြေသွမ်းပြနိုင်အောင်ငါတို့ဘလူမျိုး set up လုပ်ထားပေးသေးတယ်ဆိုတဲ့အပေါ်မှာအများကြီးမူတည်တယ်ရှက်ကိုတိုင်ပတ်လို့ဆိုပြီးတော့ရှက်ကိုကလူညံ့ကစားမတယောက်မဟုတ်ဘူးဗျာဒီလားနော်ဆိုတော့ကျွန်တော်တို့လည်းဒီမှာတော့ဘင်ဂျမင်ရှက်ကိုကတော့ဝေဖန်မှုတွေခံနေရပြီးညီကတို့အနေနဲ့ရောဘလူမီညလည်းတကယ်ပဲဘင်ဂျမင်ရှက်ကိုကတကယ်ညံ့တဲ့တိုက်စစ်မှုတရားလို့ထင်ကြလားဒါမှမဟုတ်ပါနော်ကျွန်တော်တို့ရဲ့ကစားမတွေနီးပြရဲ့ပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံတွေကတိုက်စစ်မှုတရားအတွက်တိုင်ပတ်စီတယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကျေးဇူးပါတယ်